ဒူဘိုင်းနိုင်ငံရဲ့ကြီးကျယ်ခမ်းနားမှုတွေကဘာဖြစ်မလဲပရိသတ်ကြီးတို့ကြီးကျမတို့ရဲ့ channel လေးကနေဘူတတရစီမဲ့ view တွေကိုအမြဲတင်ဆက်ပေးလျက်ရှိပါတယ်နော်အခုတကမှာတော့မြန်မာနိုင်ငံကလူငယ်တိုင်းနှိပါသွားကျင်ပြီးအထင်ကြီးကြတဲ့နိုင်ငံတနိုင်ငံအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲနိုင်ငံကတော့ချမ်းသာကြွယ်ဝမှုတွေနဲ့ပြည့်နေနေတဲ့ဒူဘိုင်းနိုင်ငံအကြောင်းပဲဖြစ်ပါတယ်ကျမတို့ရဲ့ channel နာမည်လေးကတော့ KCA Daily ဖြစ်ပါတယ် follow လေးလုပ်ထားပေးခဲ့ပါအောင်ရှင် မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေဒါမကကဘာပေါ်မှာရှိတဲ့လူတိုင်းကလည်းဒူဘိုင်းမြို့ကိုပဲသွားရောက်ချင်ကြပါရင်တို့တို့ရဲ့နိုင်ငံမှာအလောက်ကိုင်းခွင့်လန်းငွေကြေးပြဿနာတွေရှိခဲ့ရင်တော်တော်များများဟာနိုင်ငံအများကြီးတွေကမှဒူဘိုင်းကိုရွေးချယ်တကြပါရင်အဲအရာကဘာကြောင့်လဲဒူဘိုင်းကိုဘာလို့ထင်ကြီးလဲဆိုတာအခုဗီဒီယိုထဲမှာပြောပြပေးသွားမှာပဲဖြစ်ပါရင်ပရိသတ်ကြီးတို့လေစိတ်ဝင်စားတယ်ဆိုရင်တော့ဆက်လက်ကြည့်လိုက်ပါအောင်ရှင်ဒူဘိုင်းမြို့ကိုဘာလို့ချမ်းသာတယ်လို့ပြောရလဲဆိုရင်တော့သူတို့အကြောင်းရင်းနဲ့သူတို့ရှိပါရင် ဒူဘိုင်မြို့မှာအခြားနိုင်ငံတွေမှာမရှိတဲ့အဖိုးတန်တဲ့ယာရီများစွာရှိပါရင်ကြီးမားလုံးတဲ့အစာအုပ်တွေအေးရမကားကြီးတွေပြင်သူတို့ရဲ့စီးပွားရေးတွေဟာလည်းအရန်ကုန်မှကောင်းကြပါရင်အဲနိုင်ငံမှာသာနေရင်တော့ပတ်စံကအလိုလိုနေရင်းနဲ့ဝင်တယ်လို့လူတွေဟာယုံကြည်ကြပါရင်တန်ရှင်းတရက်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ပြင်ခီးသွားနိုင်ငံသားဧည့်သည်များကိုလည်းစိတ်ရင်းနဲ့အခန့်တကြပါသေးတယ်သူတို့နိုင်ငံမှာတိတ်ကနာရီပေါ်ရင်ပူပြင်းတဲ့ဒေသတစ်ခုဆိုပေမယ့်အိမ်တိုင်းမှာလည်းအေကွန်းတွေရှိတာမလို့အပူတန်ကော်ကီမဆိုင်ကြပါဘူး ကုမာသာပတ်စံရှိရင်ဘာမှမဆိုဖြစ်နိုင်နေဆိုတဲ့အရာတွေကိုဒူဘိုင်းနိုင်ငံကသူတွေဟာတက်သေးပြနိုင်ကြပါတယ်။သူတို့တွေဟာသုံးမကုန်တဲ့ပတ်စံတွေစီးစီယာကားတွေဟာလက်ညှိုးထုံးမလဲရှိကြပါတယ်။အာဖရိကလူမျိုးတွေများတဲ့ပြင်ရင်ကျိမှုကလည်းမစိုးဘူးလို့ပြောလို့ရပါတယ်။မြန်မာလူမျိုးတွေအတွက်တောင်မှစံထားလို့ရတဲ့နိုင်ငံမျိုးဖြစ်လာတာမလို့ဘလောက်လှပလဲဆိုတာသိချင်တစ်ခါလောက်တော့သွားကြည့်တယ်မာရီအရှင်တော့ဆိုရင်တော့ဟာဘီဘီတစင်းနဲ့တက်တော့မှခေစားခဲ့ပါသေးတယ် အဲ့ဒီထရန်ကိုကြိုင်းနေဒူဘိုင်းနိုင်ငံသားတွေကိုမိန်ကလေးတွေခြေသွားပြီးတော့လူတွေကြားမှာရေပန်းစားလာတာပါအဲ့ဒါကြောင့်လေဒူဘိုင်းကိုရှောက်အောင်သွားပြီးတော့တဲခန္ဓာရတဲ့မှာကလအုပ်စီပြီးအဲ့ဒီထရန်ကိုကြိုင်းကြတဲ့သူတွေတောင်မှရှိပါရင်နိုင်ငံသားရုပ်ရှင်တော်တော်များမှလေသူတို့နိုင်ငံရဲ့အလှအပအဆောက်အဦတွေကိုထည့်ရိုက်ရလာအောင်ကိုခန်းနားထေဝါကြပါရင်ဒူဘိုင်းနိုင်ငံမှာတရောင်းစားတောင်မှချမ်းသာတယ်လို့နာမည်ကြီးပါသေးတယ် နိုင်ငံမှာရှိတဲ့လူတိုင်းဟာချမ်းသာတဲ့အတွက်သူတို့ကိုလာတောင်းတဲ့သူတွေရှိရင်လေရရရောလူပြစ်တာကြောင့်တရောင်းစားတောင်ချမ်းသာတယ်လို့နာမည်ကြီးတာပါပြီးတော့ဒူဘိုင်းတတိတွေဟာချမ်းသာမှုနဲ့တွဲပြီးစိတ်လှုပ်ရှားမှုကိုပါခံစားကြကြပါရီဒါကြောင့်လေကမ္ဘာပေါ်မှာဘယ်သူမှမလုပ်ဘူးတဲ့စိန်ခေါ်မှုတစ်တီကိုပါလုပ်လို့ရှိကြတာပေါ့ဥပမာရှေးပေါ်မှာကားစီးပြတာတို့အီယာမကားကြီးတွေထဲမှာတိုက်ခန်းပုံစံအိမ်ပုံစံစပီးနေရလို့လုပ်တတ်ကြပါရီဒါပြင်တိကလအုပ်အပြေးပြန်ပွဲကိုလည်းပြုလုပ်ကြပါရီ ဒီပြိုင်ပွဲကတော့ကလေးတွေတည်းတည်တံ့ထွင်ထားတာပါတကယ်လို့ဥပမာစီဘိုကတော့ကလေးတွေရဲ့လုံခြုံရေးကိုအရန်ထိခိုက်နေတာကြောင့်လူတွေစာစိတ်ရုပ်တွေကိုစီကိုင်းကြပါရီအစိုးရတွေကတော့ပြိုင်ပွဲဝင်တွေရဲ့စိတ်ကြိုက်ပုံဖော်ထားတဲ့စိတ်ရုပ်လေးတွေပဲဖြစ်ပါရီသူတို့နိုင်ငံသားတွေမှာစမ်းသစ်မှုကိုဘလောက်ကြိုက်လဲဆိုရင်အခုယာရီကတက်သေးပါပြီလူကြီးတွေသားမက ကလေးငယ်တွေကပါစိတ်လုံရှားရတဲ့အရှာတာကိုခံစားခိုင်းကြတာပါဒါပြင်အခြားနိုင်ငံက YPS တွေနဲ့မတူတဲ့ စိန်ခံကကောင်းစားကြီးတွေလိုမျိုးဖွဲ့စည်းထားတဲ့အများသူပိုင်တဲ့လိုင်းကားလေးရှိနေပါသေးတယ်။အဲကားကြီးအားအချို့နိုင်ငံမှာတတိတွေစီးတဲ့ကားလောက်ကိုကြည့်ကြတာပါ။တကယ်လည်းမြင်ရမယ်ဆိုရင်တော့မြင်တဲ့သူတော်မှပါဇက်ပိတ်နိုင်မှာမဟုတ်ပါဘူး။အဲ့ဒီမှာပဲအေးကွန်းတက်ထားတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးအများသုံးတဲ့ကားမှတောင်မှအေးကွန်းတွေတက်ထားတယ်လို့သိရပါပြီ။တတိစီးတဲ့တချို့ကားတွေဆိုရင်လည်းရွှေတွေပြည့်ကတ်ထားပြီးတော့ဝင်းလက်တောက်ပနေတာပါပဲ။သူတို့နိုင်ငံမှာတကိုးဆိုတာမရှိတဲ့လောက်ကိုမှရှားပါပါပြီ။အဲ့ဒါကလည်းနိုင်ငံအတွက်တစ်ဖက်ကတော့အကျိုးရှိစရာပါပဲ။ ဒီဝိုက်မှာစီဝါရဲ့အကောင်ဆုံးလုပ်ငန်းကတော့ဟိုတယ်လုပ်ငန်းတွေပဲဖြစ်ပါတယ်။ကျင်ကားဝင်ဟိုတယ်တွေများစွာပိုင်ဆိုင်ထားတဲ့ပြင်သူတို့ရဲ့စားတောက်ဆိုင်တွေဟာလည်းအရန်ကုန်မှကြီးကျယ်ခန်းထားတာပါ။နိုင်ငံခြားသားဧည့်သည်တွေအများဆုံးလာတဲ့ပြင်ဒီဝိုက်သတိတွေကလည်းစိတ်ပန်းဖြေလာရောက်တက်ကြပါရင်ငွေကိုထားစရာနေရာမရှိအောင်ကမှသုံးနိုင်တဲ့သူတွေမလို့အပြော်ပါဘက်မှာအရန်ကုန်မှအာသာကြတာပါ။ငွေရှိတဲ့သတိတွေရဲ့ပုံစံအရသူတို့တွေဟာမိမလာတွေကိုအရန်သဘောကြပါရင် တို့မျက်လုံးထဲမှာချောတယ်လာတယ်လို့မြင်မိတယ်ဆိုရင်တော့သူများနဲ့မတူအောင်ကိုမအပါစားပေးပြီးမုံတွေလည်းပေးတဲ့ကြပါရင်အချို့ဟိုတယ်တွေမှာဆိုရင်တော့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးတဲ့စားပွဲကတသက်သက်ရှိပါရင်အဲ့လိုလုံမှာမိန်းကလေးတွေကတော့တထေးတွေကိုဝန်ဆောင်မှုပေးရတဲ့အလုပ်ကိုလုပ်ပါရင်ဒါကလည်းတို့တွေငွေမြောင်များကိုရစေလိုပါပြီအဲ့လိုရှားတွေကလည်းဒူဘိုင်းနိုင်ငံမှာပုံများပါရင်ဒါတွေကတော့ကောင်းလာဆိုးလာဆိုတာကုဖာသားပဲဆုံးဖြတ်ကြရပါ ။ဒေသတာတခုကတော့ဒူဘိုင်းနိုင်ငံဟာပတ်စံကိုရေးလို့သုံးနိုင်တဲ့နိုင်ငံတစ်နိုင်ငံပါပဲ။ပြည်သက်ကြီးနေနေဒူဘိုင်းမြို့ရဲ့အလှပတွေကိုခန်းစားခြင်းနေဆိုရင်တော့သွားလည်းပဲတက်နေလို့ကြံပြပါရီ။ရောက်ဖူးတဲ့သူတွေရှင်တော့ကွန်မန်နေမှာဝင်ရောက်ဆွေးနွေးသွားလို့ရှာပါရီနော်။ဒူဘိုင်းနိုင်ငံကိုဟိုတယ်ပိုင်းနဲ့သွားရောက်ဖို့ကြိုးစားနေတဲ့နိုင်ငံတကာကသူတွေလည်းရှိပါရီ။တတော်များကတော့သူတို့ရဲ့ရွေးချယ်မှုမှန်ကန်ကြောင်းကိုအမြင့်တသိပြလေးရှိပါရီ။တကယ်လည်းဟုတ်ပါရင်အလုပ်တကယ်လုပ်နိုင်သူသာဆိုရင်တော့ဒီဘိုင်းမြို့ကြီးဟာချမ်းသာအောင်လုပ်ပေးနိုင်စွမ်းရှိပါရဲ့